နိုင်ငံတကာစာမျက်နှာမှာနိုင်ငံတော်အကြီးအကဲနဲ့နိုင်ငံတကာခေါင်းဆောင်တွေအကြားထိတွေ့ဆက်ဆံမှုတွေအချိန်ချင်းပြုလုပ်ခဲ့လို့မိမိတို့နိုင်ငံအပေါ်ထောက်ခံအားပေးမှုနဲ့စီးပွားရေးအရာပူးပေါင်းဆောင်ရွက်မှုစတဲ့အခွင့်အလမ်းတွေပုံမှုရရှိခဲ့ကြောင်းနိုင်ငံတော်ဝန်ကြီးချုပ်ဦးညွှန်စောကအောက်တိုဘာလ22ရက်မှာကျင်းပပြုလုပ်ခဲ့တဲ့ပြည်တော်စုအစိုးရအဖွဲ့အစည်းအဝေးမှာပြောကြားခဲ့ပါတယ်။ ဒါကြောင့်ဝင်ကြီးဌာနတွေအနေနဲ့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အခွင့်အလမ်းတွေကနည်းပညာဖွံ့ဖြိုးမှုနဲ့ပြည်ပကုံသွယ်မှုတို့ကအဓိကကျတဲ့အခန်းကဏ္ဍမှာပါဝင်နေလို့တက်ဆိုင်ရာလုပ်ငန်းတွေအလိုက်အောင်မြင်အောင်အကောင့်ထဲပေါ်ဆောင်ရွက်ကြဖို့လိုတယ်လို့ဆိုပါတယ်။ကုံသွယ်ရေးစနစ်မှာလည်းလှည့်မြန်တဲ့ Onet 2.0စနစ်နဲ့စတင်နေပြီဖြစ်ကနိုင်ငံတကာစျေးကွက်နဲ့ကုံသွယ်မှုလုပ်ငန်းကဏ္ဍတွေဖွံ့ဖြိုးရေးအတွက်စနစ်တကျပူးပေါင်းဆောင်ရွက်သွားဖို့ဝင်ကြီးချုပ်ကတိုက်တွန်းပါတယ်။ ဆိုင်ပြိုးရေးနဲ့ပတ်သက်လို့နိုင်ငံစီပွားမြင့်တင်ရေးရန်မုံငွေနဲ့ဓာမြေဩဇာရီကိုမိုးစပါဆိုင်ပြိုးတောင်သူများအတွက်ဩဂုတ်လနဲ့စက်တင်ဘာလတွေမှာဈေးနှုန်းသက်သာစွာဝယ်ယူသုံးစွဲနိုင်ရေးဆောင်ရွက်ပေးထားပြီးလက်ဆွဲမျိုးစေ့ချကရိယာတွေကိုလည်းထောက်ပံ့ပေးထားတယ်လို့ပြောပါတယ်။နှစ်ရှည်တည်နှံပင်တွေကိုတအုပ်တမဆိုင်ပြိုးပြီးနိုင်ငံအတွင်းတည်တော်ဖုံးလွှမ်းမှုရာခိုင်နှုန်းကိုတိုးမြှင့်ရမယ်လို့လည်းဆက်ပြောပါတယ်။ ဒါအပြင် MSME လုပ်ငန်းတွေအနေနဲ့အကျိုးအမြတ်တည်ငြိမ်ပြီးတိုးတက်မှုကိုဦးစားပေးတဲ့ထုတ်လုပ်မှုနဲ့စက်မှုဖွံ့ဖြိုးရေးဖြစ်စေဖို့ဥတီဆောင်ရွက်သွားကြရမယ်လို့လည်းတိုက်တွန်းထားကြောင်းပါခင်ဗျာ။